ဧည့်သည်တော်ကြီးများခင်ဗျာကျွန်တော်ရှိပါဆိုခဲ့တဲ့အတိုင်း2024ခုနှစ်သံဃာစည်းအစဉ်ကံစာအားကျွန်တော်တို့နိုင်ငံရဲ့ခုမှုထွတ်တယ်မှုတဲ့ဘူဝရချမ်းမနိုင်ဖို့လမ်းပြမြေပေါ်တစ်ခုအဖြစ်အကျိုးရှိရှိအသုံးပြုဖို့အရေးကြီးပါတယ်ဒီကိစ္စနဲ့အချက်လက်တွေကိုစမ်းစစ်လေ့လာသုံးသပ်ပြီးလူမှုစည်းပွားပွားခုမှုထွတ်တဲ့ရေးအတွက်ကျူပါပေါ်ဆောင်ကြမှာလည်းဖြစ်ပါတယ်ဒီလိုပေါ်ဆောင်ရမှာလူငယ်လူငယ်တွေအရေးသေးမြန်မာရေးအတွက် စီမံဆောင်ရွက်ပြီးပြီးအခွင့်အမ်းတွေမျိုးလွင့်ချက်တွေဖန်တီးပေးကြပါပညာရေးကိုလူသားစေကွက်လူဝတ်ချက်များနဲ့ချိန်ညှိပေးပြီးခိုင်မာတဲ့အသိမူပါကျောင်းသင်တန်းများထူထောင်ပေးကြပါဒီပညာနဲ့မောင်းနေတဲ့အနာဂတ်ဖြစ်စေဖို့ကျွန်တော်တို့ရဲ့လောဘလူသားအင်အားကိုပြင်ဆင်နိုင်အောင်ကြိုးစားကြပါတကြည်ရွယ်တွေမတန်ဆန်းသူတွေနဲ့ထိခိုက်လွယ်အုပ်စုတွေအတွက်လူမှုကာကွယ်စောင့်ရှောက်ရေးစနစ်တွေထူထောင်ပေးကြပါ နိုင်ငံတွေရေချီတည်တတ်ပြီးအရေးသွေးရှိတဲ့အလုပ်ကံများပါတီပေးခြင်းဖြင့်ရွှေပြောင်းခြင်းကိုအကျိုးရှိအောင်စီမံခန့်ခွဲပေးကြပါကျွန်တော်တို့နိုင်ငံရဲ့လူ့ရေးဖွဲ့စည်းမှုနဲ့အညီမြေရေနဲ့တဘောအရေးမြစ်တွေကိုအကျိုးရှိရှိမျှတစွာအသုံးပြုနိုင်အောင်စီမံပေးကြပါဒီနေ့ကျောင်းသင်ကန်းစာမှာရှိနေကြတဲ့ကလေးတိုင်းကမြန်မာနိုင်ငံရဲ့အနာဂတ်ကိုပထုံးပခုံးပြောင်းဖော်ဆောင်မဲ့ အသိပညာရှင်အတတ်ပညာရှင်အဖြစ်မှတ်ယူပြီးပညာရေးကိုမြင့်တင်ပေးကြပါလို့မှာကြလို့ပါတယ်။